မျက်ခုံးပေါ်မှာအပေါက်ဖောက်လိုက်တာကြောင့်မျက်နှာပြောင်းလဲသွားတဲ့အေဂျင်မောင်ငကုံမူလာချောလာရင်မျက်နှာပေါ်မှာအပေါက်ဖောက်လိုက်တာကတော့တရုတ်ဆောင်မင်းသားအေဂျင်မောင်မှာယနေ့ခရီးစီးကြောင်းလိုက်တိုးတက်လာတဲ့ fashion လောကမှာတော့ခနာကိုပိုင်းဆိုင်ရာတွေမှာအပေါက်ဖောက်ဝစ်စင်လာတာတွေများပြားလာခဲ့ပါတယ်။ဒါဟာလေခုမှမဟုတ်ဘဲနဲ့အရင်ကတည်းက fashion မြင်ရှိတဲ့သူတွေကခမမိုက်ဝစ်စင်ကြတာပါ။အရင်ကဆိုရင်တော့သူတွေဟာနားနဲ့နှာခေါင်းမှာပဲအပေါက်ဖောက်ခါဝစ်စင်ကြတာပါ။အခုချိန်မှာတော့ခရီးစီးကြောင်းလိုက်နားနဲ့နှာခေါင်းတင်မကသေးဘဲနဲ့မျက်ခုံးရှာချက်နဲ့ ပားတွေပါအပေါက်ဖောက်ပြီးတော့ တံမိုးကြီးရွှေတွေစိတွေနဲ့စတီလုံးတွေတက်စင်ကဖက်ရှင်တစ်ခုအနေနဲ့ဝစ်စင်ကြပါပြီ။အဲ့လိုဝစ်စင်လာကြတာဟာဆယ်ကျော်သက်လူငယ်တွေကြားထဲမှာနေမှာကအစိုးရမော်ရီနဲ့တရုတ်စာမင်းသားမင်းသမီးတွေသားမှာကအခြားသောစီရီတွေမှာလည်းဖက်ရှင်တွေနဲ့တက်စင်ကြတာပါ။ဒါအိုချိုတော်လူကြီးသူမတွေကဒီလိုအသားနာခင်ကအပေါပဝစ်စင်တာကိုတော့အမျိုးသမီးတွေနားဖောက်တာကလည်းရင်တိတ်တော်မှမကြိုက်နဲ့တက်ချင်ကြပါဘူး။ဒီလိုမျိုးဖက်ရှင်တစ်ခုအနေနဲ့မြေခုံးသားမှာပေါက်ဖောက်ခါပရိသတ်ရှိမောက်ကိုချပြလာတာကတော့မိန်းကလေးတွေရဲ့အသေးဆွဲမင်းသားကျော်အေးချမ်းမောင်မေးဖြစ်ပါတယ်။ 小弟，你可有那个宝帕雷大招？ ။အေးချမ်းမောင်တို့တွေလုတ်တက်ခဲ့မယ်လို့မထင်မိကြတာပါ။ခမမိုင်ချော်တဲ့အေးချမ်းမောင်ဟာဒီလိုမျိုးပုံစံနဲ့လေမိမိုင်နေပြန်တာကြောင့်မိန်းကလေးပြိသက်တွေမှာတော့အသေးတွေဖြူဖြူကျွေးစင်ကြရတာပါပဲ။အချို့ကလေအေးချမ်းမောင်ဒီလိုမျိုးမျက်ခုံးပေါက်ဖောက်လိုက်တာကြောင့်သူ့နှကိုဥပရိယုတ်ခန့်ညားနေရကနေရုပ်ပြက်သွားမှာကိုလည်းဆိုရင်ကြတာပါ။ဒါပေမဲ့အေးချမ်းမောင်ဟာအမြဲတမ်းပညာလုတ်တွေကိုအလေးထားတဲ့သူဖြစ်ပါရင်အေးချမ်းမောင်ဟာရုပ်ရှင်စကားကြီးတကားရိုက်ပြီးဆိုရင်တာမယ်မင်းသားတွေလိုမျိုးမိတ်ကပ်လုပ်ပြီးတော့တရုတ်ဆောင်တာတဲ့ကာရိုက်တာလိုက်အောင်အထူးကြိုးစားပြင်ဆင်လေးရှိတာပါ။ အေဂျင်မှာဇိုးတောင်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ဇဝင်ကန်းတွေတခုတွေမအားလက်တဲ့အချိန်မှာကရုံးတုံးကဖုန်ကြီးဇဝင်ကန်းပြင်ပြင်စီဖို့အတွက်ဇပင်တွေကိုရှေ့လိုက်တာဖြစ်ကသူ့ကိုယ်သူပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အခုမျက်နာကိုအပဖားလိုက်တယ်ဆိုတာကလည်းအခုခါမှလည်းဇလန်းရှရင်ကာရိုက်တာပြပြင်စေဖို့အတွက်မျက်နာကိုအပဖားလိုက်တာဖြစ်တယ်လို့ဆိုပါရင်အေဂျင်မောင်ကအရှယ်မောင်ရှိကခမမိုက်ဂန်စတာကာရိုက်တာတွေနဲ့လိုက်ဖက်တာကြောင့်လေကာရိုက်တာလွဲချက်ရမျက်နာကိုအပဖားလိုက်တယ်လို့ပြောတာပါငကုမူလာကတော့အေဂျင်မောင်ဟာခနာကိုမှအပဖားဖို့မပြောနဲ့နကဲဝုတ်ဖို့နားမှာအပေါက်တောင်မှမရှိဘူးလို့ဆိုပါရင်ဒါပေမဲ့နုပညာလုပ်ကိုလိုရင်းနဲ့ကာရိုက်တာလွဲချက်ရအပဖားဖို့လွဲချိန်မှာတော့အေဂျင်မောင်ဟာအတနာခံခံမျက်နာမှာအပေါက်နှစ်ပေါက်ဖောက်လိုက်တာပါ အေဂျင်မာကအခုဆိုရင်တော့မျက်ခုံးသားမှာတပေါက်နဲ့မိစိမှာတပေါက်ဖောက်ထားတာဖြစ်ပါတယ်ဒီလိုဖောက်လိုက်တာကြောင့်လေအေဂျင်မာတရားအရှင်ကားထဲမိမိုက်သွားတယ်မိကလေးပြိတ်သက်များစုကပြောနေကြတာဖြစ်ပါတယ်အေဂျင်မာကတော့သူ့အနေနဲ့ဒီလိုပေါက်ဖောက်တာကိုမကြိုက်လို့ သူ့မှာနှစ်ပေါက်တောင်မရှိဘူးလို့ဆိုပါရီဒါပေမဲ့ကာရီတာပြည်ပြင်ဖို့တွင်အနုပညာလုပ်ကိုလိုအပ်ချက်ရဖောက်လိုက်တာပါလို့ဆိုပါရီဒါကြောင့်မိခင်ပြည်သက်တွေတော်တော်များကအေးချမ်းမောင်ရဲ့ fashion ကိုပို့ပြီးတော့သဘောကျကြသလိုအချို့ကလည်းအေးချမ်းမောင်ငကိုပါပြပြမျက်နှာကိုပေါက်ဖောက်လိုက်တဲ့အေးချမ်းမောင်ဟာအရင်ကတည်းကပုံမိမြိုက်သွားတာတော့အမှန်ပါပဲယခုကြည့်ပြည်သက်တွေကရောမျက်နှာမှာပေါက်ဖောက်လိုက်တဲ့အေးချမ်းမောင်ကအရှင်ကတည်းကပို့ချောသွားကြလားဆိုတာပြောခဲ့ပေးပါအောင်ရှင်အားပြီးနောက်ဆုံးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့စောင့်ကြည့်အားပေးဖို့အတွက် আমি জামা নেও সেই